ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကို အရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါ လူနာကို ပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါစကိုင်းတိုင်းဝက်လက်မြွနဲ့အေရီမြေယိုးမှာရှိတဲ့ရှိန်မကကျေးရွာကိုစောစုကတင်မော်လီစီနဲ့ရိတ်ခါလက်နက်နဲ့လူရင်အားဖြည့်တင်တာတွေလုပ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါရတယ်။ မန္တလေးမြို့ကိုဝိစိကန်းကနေစံတက်လာတဲ့စိုးစုရဲ့ထောက်ပို့နဲ့ခိုးရပါပစ္စည်းတဲ့တန်ခွန်ရင်ရင်တွေဟာရှိန်မကရွာအပါဝင်ဝက်လက်နဲ့မတရားနဲ့မြေယိုတလျှောက်ကစိုးစုနဲ့ပြူစော်တီစကန်တွေကိုလူသူလက်နဲ့နဲ့အင်အားဖြည့်နေတာဖြစ်ပြီးတော့ယခုရက်သက်သက်တာအတွင်းရှိန်မကရက်စကန်ကိုစိုက်ကတ်တဲ့စိုးစုတင်မော်၄စီအထိရှိပါတယ်။ပေါ်တာဆွဲစက်သားတက်ဆိုပြီးတင်နန်းပေးထားတဲ့စက်သားတက်တွေကိုလာပို့တာဖြစ်နိုင်ပြီးတော့တမတတဲတမ33စတဲ့ တစိမ့်ဝစ်စင်ထားသူတွေဖြစ်ကစုစုပေါင်းအင်အား900ခန့်ပါရှိပါတယ်။လက်ရှိမှာစိုးစုကဝက်လက်နေတဲ့အဖွဲ့တွေခွဲပြီးရွာစင်ပတ်မွေစစ်ကြောင်းထိုးလူသက်လူရဲမိရှုနေတာ3လခန့်ကြာပြီဖြစ်ပြီးယခုထပ်ပိုကစစ်ကြောင်းထိုးတာတွေလုပ်ဖို့အင်အားဖြည့်တာဖြစ်နိုင်တယ်လို့အထက်ပါဒေသခံသတင်းမြစ်တူကသုံးသပ်ပါတယ်။ဝက်လက်နေတဲ့ရွာစင်ပတ်မွေစစ်ကြောင်းထိုးနေတဲ့စိုးစုတစုဟာအောက်တိုဘာ17ရက်ကစကိုင်းရွှေဘိုကားလမ်းပေါ်မှာရှိတဲ့အင်ချေ250ခန်းရှိတဲ့ ထမ်းမှုတော့ကြွရကိုမိရှုဖြည့်ဆီးခဲ့တယ်လို့ဒေတာခန်တူကပြောပါရယ်။သကိုင်းရွှေဘိုကားလန်းဘော်ကကြွရတွေကိုစိုးစုကထင်းနိုင်ကျဲမိရှုဖြည့်ဆီးနေတာဖြစ်ပြီးတော့ထမ်းမှုတော့ရွာဟာကိုရွာမြောက်မိရှုခံရတဲ့ရွာဖြစ်တယ်လို့ဆိုပါရယ်။စိုးစုစစ်ကြောင်းထိုးနေလို့ရှင်းမကတိုက်နေတဲ့အေယော်ရီမီယိုတလျှောက်မှာရှိတဲ့ကြွရတွေအပါအဝင် ွယ်လက်နဲ့စကိုင်းနယ်ထဲမှာရှိတဲ့စတောင်းတလိုင်းတမကုံငရဲအုံတစင်ရေလမော်ကျွာနန်းကျော်စရာပကံတိုးလင်းတလူတချိုကုံချိုင်းကြီးကျွာပင်ငန်းအုံနယ်ဘုတ်တောမှစတဲ့ကျေးရွာ40ကျော်ကပြည်သူတွေစပေးဆောင်ထွက်ပြေးနေရတာ၃လခန့်ရှိလာပြီးနေရမပြောင်းနိုင်ကြသေးပဲစားတော့နေထိုင်ရင်အခက်အခဲရှိနေတယ်လို့ဒေသခံတွေကပြောပါရတယ်။